စီရီယာဖန်ကိုဝင်းရံအားဖြည့်ပေးကြပါတော့ညီကောင်မတော်များအားလုံးမင်္ဂလာပါခင်ဗျာဆာရည်သူဆ ਿਆ မကြီးများနောင်ညိုရေးသားသောရင်ဝင်ဦးတို့ပြန်ခဲ့သည်လို့အမိရတဲ့ဝတ္ထုကိုအပိုင်းရှိအနေနဲ့ဆက်လက်၍ဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာရင်ဝင်ဦးတို့ပြန်ခဲ့သည် အပိုင်းရှိအခန်းဆက်တည်းဦးသိန်းအုပ်သည်အရင်ခုနှစ်နှစ်ကျော်လောက်ကသူဒီဇိုင်းမတ်မတ်စီနေခဲ့သောယထာတွင်အိမ်မြခရီးသွားပြည့်ကျက်များပြားသည့်အတွက် တန်တော်ဖြစ်လျက်ရှိလေသည်မိယာယထာတွဲတွဲကို သူခုံတက်ခဲ့ပြီးယထာပေါ်ရောက်မှ ကုံတွဲမှန်းသူသိရသည်ဘာပဲဖြစ်ဖြစ်ဒဲဥတက်တာတွေကွန်ဒီကွန်ရွက်တောင်းနေကြမှာချောင်ချောင်ရှိရှိလိုက်ပါနိုင်ခဲ့သည်ကုံစင်းတယ်များနဲ့အတူ သူ့လိုကြုံရလိုက်ခရီးတယ်လေးငါးယောက်လည်းပါလာနေသည်မြို့တစ်ကျောင်းသွားနေစဉ်ခလေးဘဝတုန်းကတော့ကျောင်းပည့်ရဲ့တာယာကုန်းပြန်ရလျင်သူအင်မတန်တက်ကြွပြောမျိုးခဲ့သည် လူပြိုကလေးဖြစ်လာသောအခါပွင့်ဤတန်ရောစဉ်နှင့်နောက်ဆံငင်ခဲ့ရက မောင်ကြီးမပြန်နိုင်ပဲလေဖြစ်ခဲ့ရဘူးသည်အဖေဆုံးပြီးမျောလင်းချက်တွေလည်းဆုံးချုံးကဘဝအခြေပြက်ပြားခဲ့စဉ်က လေးလံသောစိတ်နှလုံးနှင့်အတန်တန်အားတင်းကလည်းတာယာကုန်းသို့ပြန်ခဲ့ရဘူးသည်ဒီတခါတော့သူ့ကိုယ်သူ အားကိုးယုံကြည်ကသူ့လုပ်ငန်းအပေါ်မှာညှော်မှန်းချက်အပြည့်အဝဖြင့်သူတက်တက်ကြွကြွပြန်လာခဲ့ခြင်းဖြစ်သည် အဝေးစီမှပင်သူသည်တာယာကုန်းစီသို့ချွင်ကြီးလမ်းဆက်စွာမျှော်မေးရင်တကားဝမှာရက်ခါလိုက်ပါလာသည် အဖေမရှိတော့လေတာယာကုန်းသည် အဖေကောင်းချရာနေရာသူ့အဖေသူ့အဖွားတို့ဤတင်းချိုင်းသည်လေဒီမှာပဲတည်ရှိနေ၏တာယာကုန်းသည် သူ့မွေးရက်မြေသူ့စာတီသူဆွတ်ခွာကြောခိုင်းခဲ့သည့်အတွေ့တာယာကုန်းကဝမ်းနေကြေကွဲတန်ရတော့လေနာကြီးမှာတော့မဟုတ်ပါဘူးထင်သည် အခုကြည်လေသူ့ကို အေးချမ်းစွာနှွေးထွေးစွာကြိုးစိုးနေတာပဲမဟုတ်ပေဘူးလားတာယာကုန်းကြီးရွာကစိတ်မြဆိုပြေစွာအုပ်အုပ်ဆိုင်ဆိုင်တည်ရှိနေပေသည်တာယာကုန်းကြီးရွာအဖြူနောက်ခံတွင်ဆလုံးမဲများရေးထိုးထားသော ဆိုင်းပုတ်ကလေးက သူ့ကိုကြိုးစိုးနေသည်ယထာအချိန်ယောနေလာသည် သူက ခရီးဆောင်အိမ်များကိုတကားဝတွင်ရွှေ့ထားလိုက်ကစင်းဖို့အစဉ်သင်းဖြစ်နေ၏ တာယာကုံဘူတာမှာယထာဆိုက်၍သာဘူတာဟုဆိုရသည်။ဟိုးရင်နှစ်ပေါင်းများစွာကလိုပင်ဘူတာယုံတွေအဆောက်အုံတွေတော့မရှိတတ်သေး။တာယာကုံဘူတာမှာစင်းနေလိုက်ပါရင်ဆောင်းဆိုင်နေတော့လူဆယ်ယောက်လောက်ရှိနေတာမို့လူဦးရေနဲ့စီးပွားရေးလုပ်ငန်းအဆက်အသွယ်တော့တိုးတက်ဖွံ့ဖြိုးလာပြီဟုကောက်ချက်ရှာနိုင်သည်။တိုက်ပုံနဲ့လက်ဆွဲအိတ်နဲ့ဝန်ထမ်းဟန်ဖန်ထားသောအမျိုးသားတစ်ယောက်နှစ်ယောက်နဲ့တွေ့ရသောကြောင့်တခြားရက်ရွာမှာ တာယာကုန်းမှာလာရောက်အခြေချနေသူလည်းရှိနေပြီဟုခံမှန်းရသည်ယထာရက်လူဆဲမှာမှသူတတိနှင့်ခုံစင်းသည်ယထာပေါ်မှာကုန်းဝါနေသောအဖိုးကြီးကသူ့အိတ်တွေကိုဖေးမှ၍အောက်ချပေးလေသည်သူဆင်းလာသောကုံတွဲစီမှရွာအဝင်လမ်းဘက်ရောက်အောင်တော်တော်ကလေးဆိုက်လျှောက်ရပြီဦးမီသူကယထာဘေးမှာဖြတ်တန်းလာခဲ့သည်အဘကြီးမစင်းဘဲနဲ့ဘာလို့အပေါက်ဝရက်နေတာလဲကျမတို့လမ်းပိတ်နေပြီ။ ဦးသိန်းအုပ်ရှေလန်းပြတ်သွားတော်မတက်အတန်ကတေးကျွမ်းရင်းနေလွန်လာသည်သူလှမ်းအကြည့်မှာပင်ယထာပေါ်မှာလှစ်ခနဲခုံဆင်းလာတော်ကျောင်းစိမ့်ထမိန်ဝဲအမျိုးသမီးသည်မြေပေါ်သို့တရင်တရင်ကျသွားသည်စတုံးရောင်စီးနောင်ထားသောသပင်တို့သည်ကလစ်ပြုတ်ထွက်ကာဖွာရရကျဲသွား၏ပွင့်ဟုသူ့အသေးနှလုံးကအစွဲလန်းကြီးမားလှစွာမြည်တမ်းသည်ပွင့်ကသူ့ကိုမမြင်နိုင်သည် ယထာပေါ်မှာထိုးထွက်စေမိမဘွားဘကြီးကိုကြောင်းကြသွားလှမ်းကြည့်ကယထာစီပြန်တိုးသွား၏ယထာဘိန်းတွေက ပြန်လိမ့်စပြုတ်နေပြီအဖာကြီးကနောက်ဆုတ်ပေးလိုက်ပါလားပွင့်ကတကားဝါမှအဖိုးကြီးကိုဩဇာပေးနေသည်ဟုတ်ပါရှင်ကျမကောင်လုံးကြီးနဲ့ဘလို့မှ တိုးထွက်လို့မရဘူးရှင်ယထာပေါ်ပါသွားတော့မှာပဲပေးအမကြီးကျမကိုရှင်းပေးသူမသည်ရှင်းကိုပွင့်လက်ထဲသို့အာကိုရကြီးလှမ်းပေးလိုက်သည် ရှင်းကင်ပေးနေစကားမူအချိန်ရနေပြီဖြစ်သောယထာပေါ်မှာဆင်းရမလွယ်ပွင့်ကချင်းကိုမြေကြီးပေါ်ရှာလိုက်သည်ကျမလက်ကိုကင်မအမကြီးအထက်ကိုနင်းကဲခုံချလိုက်တော့ရဲရဲခုံတကယ်တမ်းခုံချပြီဆိုတော့ဝါဖိုင်သောခန္ဓာကိုယ်အတဘောကြီးကိုပွင့်မထိန်နိုင်ပေတောက်ပလုတ်တို့ဖျားတယ်ကြွကုန်ပြီအမျိုးသမီးကြီးကအထိတ်တလန့်ရောင်ရမ်းအော်ဟေ၏ဦးသိန်းအုပ်သည်ရှောင်းရင်းနှင့်ရောက်သွားတာဆိုလည်းမမှားနိုင်ပေ ။စိုးရင်စိတ်ဖြင့်ရှေးလန်းတွက်သွားသလားလည်းမသိတတ်နိုင်ပဲ။ပွင့်အနည်းတို့သူရောက်သွားကနောက်ပြန်လမ်းကြတော့မည်ပွင့်ကိုသူဤအားလက်နေသောလက်တဖက်နှင့်ဝိုင်းကိုဖေးမှထားလိုက်ရသည်။ယထာပြန်မထွက်ခွာမီမြေပေါ်အရောက်ဆင်းနိုင်မိဖို့ကတုတ်ကရဲ့လူစင်းနေစဉ်ကပွင့်သည်သူ့ကိုတတိမထားနိုင်ခဲ့။ယခုပွင့်ဤကြောကလေးကို သူ့လက်ဖြန်နှင့်ဖေးမှလိုက်စင်ပါတော့။ပွင့်ဖြတ်ခနဲတုံခါသွားသည်မှာမတိစိတ်ကသူပါပဲဟုတည်င်းပို့လိုက်လေတလား။ ပွင့်နဲ့သူကွဲကွာသွားကြစဉ်ချိန်တော်တွင်မှာသူဒီပွင့်ကိုတတိတရတန်တမိတတ်တယ်လို့တခါတရံတော့လေနာကြီးမုံတိမိတတ်သည် အများအားဖြင့်တော့ဘာမှမတတ်ဆိုင်တော့တယ်လို့မေ့ပြောင်နေတတ်သည်ကျေးဇူးတင်လိုက်တာဆရာနဲ့ဆရာမရဲ့ကျမက အုံးချစ်ပင်တန်းမှာကျောင်းအုပ်သုံးနှစ်လောက်သွားခဲ့ဘူးပါလေအဲ့ဒီတော့ကစားအိမ်တောက်အိမ်မိတ်ဆွေတယောက်အတော်မမှားဘူးဆိုလို့တည်င်းလာမေးတာပါ မလာရတာကြာတော့ပင်ပန်းလိုက်တာပွင့်တည်တိမ့်အုပ်ကိုရင်ဆိုင်မကြည့်ပဲခေါင်းငုံထားလေသည်ပြုတ်ဖွာနေသောသပင်ကိုပြန်လည်ပြုတ်ပြင်နေသောလက်ကလေးများသည်တုံတုံရင်ရင်ဖြစ်နေ၏အုံးချစ်ပင်တန်းဤကြောင်းအုပ်ဟောင်းလည်းဖြစ်ထွက်ခွာသွားသောယထာကြီး၎င်းပွင့်ကိုမဆွမ်းဆောင်နိုင်တော့ပဲစိတ်တွေပေါင်ပင်ခတ်နေလေ၏ဦးသိန်းအုပ်ကတော့တာယာကုန်းဘူတာတွင် ပွင့်ကိုကြောင်းစိန်ဝတ်စုံနှင့်မြင်တွေ့ရသည့်အတွေ့ အတိုင်းအဆမရှိအံ့ဩနေသည်ဂျမွေးအတက်မပေါက်တဲ့ចောင်းစရာလို့ရဲ့လို့ပြစ်ပြစ်ခါခါနှိမ့်ချလာခဲ့ပြီးကမှအခုလိုចောင်းစရာဘဝနဲ့ပြန်လဲတွေ့ဆုံရတာဟာအိမ်မက်များမက်နေလေရော့တလားဟုဦးသိန်းအုပ်ဇဝေဇဝါဖြစ်ရှင်သည်ထိုဆရာမကြီးနှုတ်ဆက်ထွက်ခွာသွားသည်ကိုသိန်းအုပ်ကခေါင်းညှိအသေးအမှတ်ပြုလိုက်နိုင်တော်လေပွင့်ကအမှတ်မထင်တတိလက်လော့ဖြစ်ခဲ့သည်တယောက်နဲ့တယောက်အခြေချင်းစုံမိကြစဉ်တွင် ဘသူကဘသူကိုအရင်ဦးစွာနှုတ်ဆက်မှလဲစောင့်ဆိုင်းရင်ရင်းနေကိုစီမုန်းကျက်နေကြသည်ပွင့်ရင်မျက်လုံးများသည် ထိခိုက်နာကျင်မှုကို အထင်သာဖော်ပြနေသည်တိန်အုပ်ထံကမလွှဲမသွေပေါ်ထွက်လာမည်ဟုထင်မှတ်သော တိုက်ခိုက်ထိုးနှက်ချက်ကိုရင်းနေကြောက်ကြရနှင့်စောင့်ဆိုင်းနေလျက်ရှိလေ၏တိန်အုပ်သည်ဂျောင်းပိတ်မိသောကြွမကလေးပမာ မလွှဲမကင်းသာတုတ်ပြန်ခုခံနေတော်မူအသွင်တံဆောင်းနေသောပွင့်ကို ခန်းစားချက်မဖော်ပြတော့မျက်လုံးများနှင့်သာငေးကြည့်သည်မင်းငယ်တုန်းကပဲပြုတ်တဲ့ကြီးဤငပိအေဂျိုထုတ်ကိုခဏကိုင်မပေးကျင်တော့ပွင့်နေယခုယထားပေါ်မှာမစင်းနိုင်တော့ခရီးတဲ့ကြီးကိုဝိုင်းကူတွဲချပေးနေတော့ပွင့်တို့သည်ဟန်ရောမန်မှာကွာခြားခဲ့ပြီဟုတော့သူသိနိုင်သည်ပွင့်ရေဒူအများရဲ့ဆရာကြီးအစ်စ်များလားကျောင်းစိမ့်နဲ့ဆရာမနှစ်ယောက်တည်းသူတို့အနည်းတို့ရောက်လာကြသည်အသက်30ဆွန်းစား ဇပင်းကိုနှစ်ဖူးပြောင်ချင်းအောင်နောက်လန်ဖီးပြီးတပတ်ချို့ထုံးဖွဲ့ထားသောဆရာမကမေးသည်နှာတံပိပြပြမေးရိုးအတော်ကားတော်လေဖြူတန့်သောအသားရည်နှင့် ရိုးသားပွင့်လင်းသောအမူအရာတို့ပံ့ပိုးကကြည်ကောင်းသူဖြစ်၏သူမ၏အမည်မှာတော်များစဉ်အသက်အရွယ်ထက်များစွာပိုရင်းကျက်အောင်ပြင်ဆင်တွေးတော်တတ်သောကြောင့်ပွင့်တော်တတွေကအဖွားဆင်းဟုရှစ်စနိုးခေါ်ကြလေသည် လောလောဆယ်မှာတော့ပွင့်သည် ဒေါ်မြအဆင့်မေးတာကိုလည်းမကြားအနားမှာလှုပ်ဖို့အကင်မဲ့ဆရာမနှစ်ယောက်ရောက်နေတာကိုလည်းမသိပွင့်ထံကလက်ပြာဘယ်ပြေးလွင့်သည်မသိတိန်အုပ်ဒီဦးကောင်းလိုက်ထံကသူတာဝန်လွှဲယူရမည်တာယာကောမူလာတန်းကြောင့်ဤဆရာမများဖြစ်နိုင်ကြောင်းမှန်းဆမိသည်ကျွန်တော်တိန်အုပ်ပါသူကဦးကောင်းအตาညှက်ကသူ့ကိုယ်သူမိတ်ဆက်ရင်အတီးပေးလိုက်လေသည်ဆရာမတွေထံကလှုပ်လှုပ်ရှားရှားတလေးတစားနှုတ်ခွန်းဆက်ကြိုးဆိုတော့ အာမေနိတံတွေမတဲရမကွဲရောချက်ပြန့်နှွယ်လာသည်ဆရာကြီးကဆရာရောက်လာမှာကိုတိတ်ဝမ်းသာနေတာဒီเจ้าအပေါ်အင်မတန်တန်ရောစဉ်ကြီးနိုင်တာပဲဒီဘာမှာအိတ်ဒီဘာမှာစာစနေတနင်းဝင်နေနေတိုင်းတော့အိမ်မပြန်ဘူးအခုလိုစရုပ်ထာတန်းတွေစာမေးပွဲနီးလာတော့ပိုဆိုးတာပေါ့ဆရာရောက်လာမှာပဲ သူစိတ်အေးလက်အေးနားရတော့မှာပဲဒေါ်မြဆင်ဤပဏိတန်တရာစကားတွေသည် ။ဦးကောင်းနိုင်၏ဂုံပုတ်များနှင့်တစားဆင်ထားလေသည်။မပွင့်ဝေတို့အားလုံးအာမက20ကကြီးပဲလား။မယ်စရင်မဖြတ်နိုင်သေးသည်ပွင့်သည်။သူ့လက်ထောက်ဆရာမတယောက်ဖြစ်နေဖို့တေချာပြီဆိုတော့သူဒီရင်းနေဘူးသူတွေဖြစ်ကြောင်းဖုံးကွယ်ထားလို့စိတ်မရှိသလို ရှိတဲ့ထားတဲ့သောစီးကိုထားရှိပြီးအခေါ်ဝေါ်ကိုလည်းတတိထားပြုပြင်ရပေသည်ဒါကိုပဲပွင့်ကသူ့အပေါ်မယုံတင်ကတန်တရာမျက်လုံးကလေးများနှင့်ကြည်သည် မိမိတို့ဂုံပုတ်တိတ်ခါနဲ့အညီဆက်ဆက်နေထိုင်ရသည်ကို ပွင့်ကောင်းစွာကျင့်ညက်ခြင်းမသိသေးကြ။သူတိကဒါဟာပွင့်ဤမလေးနှက်လာသောစိတ်ကူးသဘောထားလက်ကြံတွေဖြစ်ကြောင်းလဲသူတတိထားမိလေသည်ဟုတ်ပါတယ်ဆရာကြီးကျမကများဆင့်မူလာတန်းလောက်သက်ဆယ်နှစ်ရှိနေပြီဆွဲခန့်ပေါ်ဆရာကြီးရဲ့အခုထိဘာတင်နှမ်းမှမတက်ဖြစ်တော့ဘူးမြို့မကြီးကန့်နေတာလဲဆရာတတန်းတစ်ချောင်းလုံးပါပဲ တာယာကောင်းဟာအဝေးဆုံးသွားရဘူးတဲ့နေရာပဲပွင့်ကိုစားဒေါ်မြဆင်းကဝင်ပြီးဖြေသည် သူကတော့ဒေါ်နေနေမြင့်ဒီနေ့မှပွင့်နဲ့အတူ အလုပ်ဝင်လာတာဘွဲရတယ်ပေါ့ဒေါ်နေနေမြင့်ဒီအသားညွညွအရက်ရွှေရှိဂလန်ဂလားမှာမျက်နှာထားကတင်းသေးသည်ပလဲချံအဖြူကြောင်ချစ်ထမိန်စိမ့်နဲ့ဝတ်စုံချင်းအတူတူမှာသူမကအပြင်းအစင်တံပိုးပို့ပြီးတာလုံးနေလေဤ ပွင့်ကိုတော့ဆရာကြီးရထားပေါ်မှာတိတာပြီထင်တယ်။ကျမတို့ကအထက်တန်းတွဲပေါ်ဒီအတင်းကုတ်ကတ်တက်လာတာဆရာကြီးရဲ့တခါတလေမိရထားဌာနကမကြည်ခြင်းဘူး။မိရတက်ရတာဘယ်တက်နိုင်မလဲ။တခါတလေစာတိုက်တွဲတဲ့ရောက်လို့ရောက်။တင်းအုပ်စီတူနေပွင့်အင်းရင်းနေမှုအတိုင်းတာနဲ့ပမာဏကို ပွင့်ကလျှို့ဝှက် ဖုံးကွယ်ထားကြောင်းရိပ်မိသွားသည်။တချိန်ချိန်မှာရိပ်မိသိရှိသွားလျင် လုံလုံရရာဖုံးကွယ်ထားခြင်းတည်ပင် မတင်ကားဘွယ်ကိုဆောင်ကျင်းလာမည်မဟုတ်ချာငငယ်ကကျွန်တော်တို့တရက်ရွာတဲ့နေခဲ့ဘူးပါတယ်အခုမှပြန်ဆောင်ကြတာပေါ့လေဟဲပွင့်ကဒိုများကိုချိုးထားလိုက်တာကွယ်ပွင့်မျက်နှာမထားတတ်ပဲရှိနေ ਈ ပွင့်ဝေကနာမည်တူများဖြစ်နေမလားတို့ပါဟုမခိုင်မမြဲခြောက်လဲချက်ပေးသည် အဖွားစင်းရဲ့ရှင်းကိုပွင့်ကကင်ပေးကွယ်ပွင့်ကဒေါ်များစင်ကံပေးသောချိန်ချင်းကိုကြောင်ကတန်းလှမ်းဆွဲယူသည် ဒေါ်မြဆင့်သည်ဦးသိန်းအုပ်လက်ကလက်ဆွဲအိတ်ကိုဆွဲယူသည်ဦးသိန်းအုပ်ပြန်လို့ယူတော်လဲအိတ်ကဒေါ်မြဆင့်လက်ထဲမြဲမြံစွာပါသွားလိမ့်ပြီရွာအဝင်ဆိုကလေးတွေထွက်ကြွကြမှာပါဆရာကြီးရဲ့ဒီနာခဏပါပဲလက်ကသိန်းရိုးမှဖျက်လျှောက်လာရသောကြောင့်တယောက်ရှင်တန်းစီလျှောက်သွားရသည်စပားတွေရိတ်သိမ်းပြီးသားမှုလေကွင်းတွေမှာရိုးပြက်တွေနဲ့လျှောက်တွေ့ဝါကျင်နေသည်မိုးရင်တုံးကများကျမတို့ဒီလေကွက်တွေထဲမှာတပိုင်းမှန်လျှော်လဲ မျောကတွင်နဲ့ပွင့်ဆိုတာမျက်ရည်တုတ်တုတ်ကြလေရဲ့ပွင့်တဲ့ရှက်စနိုးဖြင့်တင်းအုပ်ပံမျက်လုံးဆွေကြည့်သည်တင်းအုပ်ကပွင့်ကိုမကြည့်ပဲရှေ့တူယူတို့သာမျက်လုံးတက်မှတ်ထားသည့်တိုင် မျက်နာမှာလျှက်တက်ပတ်ပြုံးစိတ်တန်းသွားခဲ့သည်ယထာလန်းဤဟိုမာဘက်စီတွင်လဲွက်တေကြလဲလန်းကြောင်တလျှောက်တွားနေကြသူလူစုတဲတွင်ចောင်းစိမ့်တွေပါဝင်နေသည်အဲ့ဒါမကင်အုပ်စုထင်းနေ ဟုတ်ကဲ့အမျိုးသမီးကြောင်းအုပ်ပါဒီဘက်ပိုင်းကဆရာတွေအားလုံးလို့လို့ဒီရထားကိုပဲအားကိုးပြီးလာကြရတာပဲဆရာကြီးဒေါ်မြတ်ဆင့်ဒီပြောရင်းနဲ့ဆရာကြီးမှာတာယာကုန်းရွာသားဖြစ်ကြောင်းတတိယသွားသည်သူမဘာသာသဘောကျသွားဟတ်ခနဲ့ရေလေကျမကလည်းမိเจ้าမင်းရေကင်းပြနေပြန်ပါပြီပြောပါဆရာမကျွန်တော်ကဒီရွာသားပင်မဲ့ကင်းကွာနေတာကြားလာပါပြီဗျာတိန်အုပ်ဒီရွာအဝင်မှရေကန်းစပြုတ်နေပြီဖြစ်တော့ရေကန်း ထုံရက်ဆိုင်ပြိုးထားသော မြေပဲကင်းများဝါဝင်းစွာဖူးပွင့်နေသောဂန္ဓမာပန်းကင်းများဘူးသီးတွေကြီးထွားလွန်းသောကြောင့်ကြားကန်တိုင်ထောက်ပေးရသောဘူးစင်များပြောင်းကင်းများကိုတစိမ့်စိမ့်ကြည့်ကာကြည်နူးသည်သူ့ကိုပြန်လဲတုံဆွဲယူနိုင်စွာသောတန်ရောစင်ကျိုးတွေဤဆွဲအားကိုသူကြားလေးသဘောပေါက်လေဖြစ်ရသည်ဆရာကြီးကမိသားစုကိုတပါးနဲ့ခေါ်မလာဘဲကိုနော် ပြန်ခေါ်ရအောင်ပါလား ဒေါ်မြစင်ကပါနတ်လိမ်မာစွာဥသိမ့်အုပ်ဤအိမ်တော်ရေးအရှင်တွေကိုမျှော်သွေးဆန်းမေခွန်းထုတ်သည်ဒေါ်နေနေမြင့်ဒီလေအေမြောက်ပိုင်းပညာရေးအုပ်စုတွေဝင်ရောက်လာတော့ကျောင်းအုပ်ငယ်ဤကိုရီးကိုတာကိုစိတ်ဝင်စားသည်တာစစ်ဆက်ပြီးရှစ်သူရှိနေသော သူမအနေနှင့် အများနည်းတူတည်ကျင်ဆက်စုသောသဘောမျှတာဖြစ်လေသည် ပွင့်ကတော့ဒီတက်တမှာရေဆက်ကုံပြတ်တောက်ခဲ့ပြီးယုံကြည်လျက်ကပဲမတိစိတ်ကတိတ်တကူနှမျောတတနေသေးသည် ကျွန်တော်နေရေးထိုင်ရေးကိုဒီရောက်မှပဲစဉ်းစားရမှာပါဆရာမတယောက်တည်းဆိုတော့တိတ်အခက်ခဲရှိမှမထင်ပါဘူးဒွေးတော်မိကြီးတွေတဲ့အိမ်အိမ်မှာကန့်နေတယ်နေရမှာပေါ့သူ့ကိုလူလို့တယောက်ဖြစ်နေလိမ့်အောင်မီဟုပွင့်မှမျောလင်းခဲ့နေသောပွင့်နေရမှာတော့အစားတိုးဝင်ရောက်လာသူရှိနေခဲ့ပြီဟု ပွင့်တွက်ဆသည်ပွင့်တည်ပင် အရင်စောကြီးစွာမောင်းကိုတွေ့ခဲ့သေးတာပဲမဟုတ်လားចောင်းသားဥယျာဘလောက်လောက်ရှိမလဲ ဥဆောင်ရမည်စတင်ကြောင်းက ဥကောင်းလိုင်ခုတ်ပြီးထစ်ပြီးစီစားငရုတ်သည်အစုံလင် ရှားပွေးစူးဆောင်ထားပြီးမိမွေထားပြီးဒီကိုသူကအရန်တင်ကောက်ချက်ယုံသာရှိတော်သည့်ပမာတိသူ့လက်ရသည်ကောင်းမွန်ကိုလိုပေလိုက်မည်တိမ်အုပ်ပါပဲတော်ကြွတော်မူကြီးကြွလာပြီကိုထွန်ပရေကျဲလောင်ဆူးချတော်မိမတန်တစ်ခုသည်ရွာဝင်လန်းညာဘက်တဲတစ်ခုမှထွက်ပေါ်လာသည် ိန်အုပ်ရှေလန်းတန်ကဘသူလဲစူးစမ်း၏ချွေရီရင်ခွင်ပိုက်ကလေးငယ်ကိုနှိုးချိုတိုက်ကြွေးရင်တဲထဲမှာခေါင်းချိုငုံစင်းလာ၏ရောက်ဖရဲ့သေပါလားဟအခုမှပြန်လာရသလားငါနှမကလေးနှစ်ယောက်ရနေပြီကွတဲနေပေးတွင်လှဲမှမြင်းကိုဖြုတ်နေသော ကိုထွန်းပါကဝမ်းကောင်းတန်ကြီးနှင့်အော်ဟစ်လေ၏သူတို့ယူဖြစ်သွားကြတာကိုဟုတိမ့်အုပ်ရှမ်းမြေစွာတွေးသည် နှစ်တန်းသုံးတန်းများနဲ့ကြောင်းမထွက်ကခလေးကိုထင်းရလဲတဲ့စင်းကြရလေသောငယ်တငယ်ချင်းတွေသည် ကိုရှိတော့ဘောကိုရက်ခါဘဝတစ်ခုအခိုင်အမာစောင့်နေကြပါဘကောလွယ်အိတ်လွယ်တိုင်းထားသောကြောင်းသားကလေးတယောက်ကဒေါ်မြဆင့်ထံကခရီးဆောင်အိတ်ကိုလှမ်းယူသည်ဒေါ်မြဆင့်က ပြောပြညွှန်ကြားလိုက်တော့မှသူတို့၏ကြောင်းအုပ်ကြီးအသိအဖြစ်ရောက်ရှိလာကမဝံမယဲနှင့်သူ့လွယ်အိတ်ကိုလာဆွဲယူလေသည်ကိုထွန်းပကဆရာကြီးရဲ့တငယ်ချင်းကို တန်ရအောင်မရှင်ညနေအကြောင်းစင်းချိန်ကြာရင်လေခရီးတဲ့ခုနှစ်ယောက်မရရင်မင်းလည်းမထွက်ဘူးရှင်ကျမတို့မှာမခင်နဲ့လင်းလုံးပင်ကဆရာမတွေကိုမျှော်လိုက်ရတာလဲတဆန့်ဆန့်ကျောင်းတို့သွားရလမ်းတစ်လျှောက်တွင် အပေါင်းတင်ရောင်းရင်မိတ်ဆွေများတွေးတော်ဘာကြီးဆွေမျိုးနှိစက်များသည်တစင်စကားတစင်ကြားကရောက်ရှိဝိုင်းအောင်လာကြလေတော့သည်ဆရာကြီးရောက်နေပြီထင်တယ် သူကတော့အစိုးဆုံးရောက်ပြီးနောက်အကြဆုံးပြန်လာပဲလေ။တင်းအုပ်မှာရက်ခါတန့်ကစကားပြောနေရတော့လေ။ဆရာကြီးထံခရီးဖိနေတဲ့ဖြင့်စိတ်မဖြောင့်နိုင်မှရှိနေတော့၏။ရုံးကန်းဟူသောစိုက်ပုတ်ကလေးသည်တကားထိတ်တွင်တက်ရက်စွာတည်ရှိနေ၏။တကားလက်ဝဲဘက်နံရံတွင် ဆောင်ပုတ်စာတန်းတည်ရှိ၏။ကြောင်းမှန်မှန်တက်စာမခန်။ဦးကောင်းလိုက်သည်လူပုံတေးသေးလေးမှအသက်ပြည့်သောကြောင့်သာ အလုံးမအငိမ့်သာယူရမှာဖြစ်ပြီ။ အတော်ပင်နုပြိုကြမာနေသေးသည်သူသည်မြောက်ပိုင်းပညာရေးအုပ်စု၏မြို့နယ်ပညာရေးမှူးထံအစီရင်ခံစာကိုအချောတက်လျက်ရှိသည်အပြစ်အနာအဆာတွေကိုဖုံးဖိလွန်ပြီးအကောင်းကြီးသာတင်ပြသည့်အတွက်မြို့နယ်ပညာရေးမှူးကသူ့ကိုထိငော့တည်ပေးထားခဲ့သည်ဒီတစ်ချိန်တော့သူကမကင်ကျောင်းမှဆရာမနှစ်ယောက်တပတ်လျင်၃ရက်ကြာစီလောက်နားလည်မှုနှင့်ကြောင်းမလာတာကိုထည့်ပြီးအစီရင်ခံရသည် သူ့ကိုယုံကြည်စိတ်ကြစွာတောင်းဝန်ပေးထားတာမို့အရှိအတိုင်းတင်ပြတဲ့နာမှန်သည်သို့တော်သူကအရှင်းချင်းနားလည်မှုယူကပြေလည်အောင်ညှိနှိုင်းခြင်းမိ၏တို့ရတွင်ဟိုတုန်းကလို လူရင်းတွင်ကြီးမဟုတ်တော့ပြီเจ้าတွင်တိုးတက်များပြားကပညာရေးအုပ်စုအင်အားကောင်းလာသည်နှင့်အမျှရင်းဤလက်တွဲခဲ့သူတွေပြောင်းရွှေ့သူ အလုတ်ထွက်သူပင်စင်ယူသူတွေများပြားလာခဲ့ပြီ။ စိတ်သွားတိုင်းကိုမပါလိုရာဆန္ဒအတိုင်းအကောင့်တဲ့ဖော်ဖို့မလွယ်တော့ယခုသူเจ้าမပင်လျင်ဒေါ်များစင်းနှင့်ဒေါ်ငိမ့်ငိမ့်တာလျင်လူရင်းကြံတော့သည်ဘွဲရဆ iam မနှစ်ယောက်မှာမိုးရင်းကားမှရောက်လာကြတော့လူတက်များဖြစ်ကြ၏မူလာတန်းဆရာဖြစ်တင်မှဆင်းလာတော့အမျိုးသားဆရာသည်လေလောက်တက်ရှိပြီမို့အလဲတန်းဆရာဖြစ်တင်တဲ့တွားတက်နေပြီတာယာကုန်းတို့ပြန်လာရင် သူ့အတွက်နေရာမရှိတော့ အဟောင်းတို့သည်ရှုံငိမ့်ပြီးအစ်စ်တွေဝင်ရောက်နေရယူမှာကိုတော့အိုးကောင်းလိုင်းလက်ခံရမိတာဒီသူ့ယုံကန်းဝါတို့တစုံတယောက်လာရက်သဖြင့်လက်ထဲကဖောင်နေကို အနာပေးရင်မော်ကြည့်လိုက်သည်ဆရာမတော်များစဉ်ရှင်းစဉ်နောက်စဉ်ပင်မပွင့်ဝင်နှင့်မနှင်းနှင်းမြင့်လည်းရောက်လာ၏ကျမတို့နဲ့ဦးသိန်းအိုးဘူတာမှာဆုံကြတယ်ဆရာကြီးတော်များစဉ်တို့ကဘေးသို့ရှဲပေးသည် ။ဦးသိန်းအုပ်ဒီဝင်ခွင့်ပြုပါဆရာကြီးဟုဦးညော့ခွင်တောင်းလိုက်။ငါမျှော်လိုက်ရတာသိန်းအုပ်ရဲ့။ဦးကောင်းလိုက်ဒီထံယာမထကစပွဲဆောင်မှာလက်နက်ဖက်ဆုပ်ကင်အပြုတ်ပြီးတုံရင်လှိုက်လဲစွာပြောလိုက်လေ၏။သူဒီရှေ့သို့လျှောက်လာခဲ့၏။တပည့်နှင့်မျက်နှာချင်းဆိုင်ရက်ကတပည့်ဤလက်နက်ဖက်ကိုဆုပ်ကင်လှုပ်ရမ်းလျက်တုတ်ထအိုးကောင်းတလုံးပုံမြင့်နေသော တပည့်ဤမျက်နာကိုကျေနပ်အားရစွာမော်ကြည့်နေ၏။ တိန်အုပ်ဒူးညွတ်ကြသွားသည်ဆရာဖြစ်သူ၏ရှေးဆောင်ကိုရိုသေညွတ်တွားဥခိုက်သည်ဆရာရိတ်မှဖဲခွာချောင်ထွက်နေခဲ့သောကာလများအတွေ့ရင်းနှင်းအမြတောင်းမှန်မှန်လျှော့လေ၏မင်းရေဝင်ခွင့်မလျှောက်ပဲဒီပြန်လာတာကိုငါသိရတော့ဝမ်းသာလိုက်တာကွာမင်းရဲ့ရွာကိုမင်းပြန်ကြည့်ဖို့ဒီရဲ့ချိန်ဟာမင်းရဲ့အခွင့်ရေးပဲတိမ့်အောင်ဟုတ်ပါတယ်ဆရာကြီး သူ့လောက်တဲ့နဲ့အလဲတန်းပြ၆နိုင်ပြီဖြစ်တော်လေသူကတာယာကုန်းကျောင်းအုပ်အဖြစ်သာရင်ဝင်ဦးတို့ပြန်လာခဲ့သည်လာကွာတိန်အုပ်ထငါတို့စကားပြောကြရအောင်မမများဆင်းတို့လည်းလာငါတပည့်ကြီးနဲ့မင်းတို့တွေကို စကားတဝိုင်းထဲမှာငါစုံစည်းကျင်ပါတယ်အမှတ်တရပေါ့ကွာဆရာကြီးနဲ့တိန်အုပ်မျက်နှာချင်းဆိုင်ထိုင်ကြစဉ်ဆရာမတွေကဇပွဲနှပေးမှာစီတန်းပြီးရက်နေကြလေသည် ဆရာမတို့နဲ့အတူလက်တွဲအလုပ်လုပ်ကြစင်ပါဆရာလှုပ်ရှင်တမျကြိုးစားတမျတက်ဆွမ်းတလဝိုင်းဝန်းအကောင့်ထဲပေါ်ပေးခဲ့ကြတာကိုဆရာတိတ်ကျေးဇူးတင်တယ်ဒါကတော်များဆင့်ပြီးတော့ဒေါ်ပွင့်ဝေဒေါ်နှင်းနှင်းမြင့်ဒေါ်ငိမ့်ငိမ့်တော့မရောက်သေးဘူးထင်တယ်သူတို့ကမင်းနဲ့အတူဆရာထားခဲ့တော့မယ်ဒေါ်များဆင့်မျက်ရည်လဲလာသည်သူမသည်ဦးကောင်းလှိုင်နဲ့အတူ အလုတ်လောက်ကင်လာခဲ့ကြသည့်လက်ထောက်ဆရာများအနက်ကာလအကြာမြင့်ဆုံးဖြစ်ခဲ့ရကဆရာကြီးအပေါ်မှာသူမ၏တန်ရောစဉ်ကအကြီးမားဆုံးဖြစ်ပေသည်ဒီကနေ့ကစပြီးဆရာအလုတ်တွေလွှဲတော့မယ်နှစ်ရက်သုံးရက်အတွင်းပြီးပြတ်မှာပဲမင်းလာမယ်ဆိုတော့ငါစိတ်အေးသွားတယ်ကွယ်နှစ်ကုန်ကန်ဒီမှာမှចောင်းអုပ်အတက်ရပြီဆိုတော့ငါအတော်စိတ်ပူသွားတာကွာငါကအမှန်မှဝါကောင်လာကြတဲ့ကအသက်ပြည့်နေတာကွာ အဲ့ဒါကွာခလေးတွေစာမေးပွဲနီးကမှရုတ်တရက်ဖယ်ပေးရမယ်ဆိုတော့ရင်ထဲမှာတစ်ဆို့နေတာပေါ့တော်ပါသေးရဲ့ကွာမင်းဖြစ်နေပြီလို့ဒါတော့ဆရာကြီးရဲ့ဆရာဦးသိန်းအုပ်ကလည်းခလေးတွေစာမေးပွဲပြီးတဲ့အထိဆရာကလက်တွေတင်ပြသွားမယ်ဆိုရင်လက်ခံမှာပါပဲဒေါ်မြဆင်ကဆရာကြီးကိုမခွဲခွာကျင်သောစေတနာနှင့်ဇွတ်တိုးပြောသည်ဦးသိန်းအုပ်သည်ကိုယ်တိုင်လည်းကြောင်းအုပ်မရှိခိုင်း ဒီတာဝန်တွေကိုခਿੱတလွှဲယူထမ်းဆောင်ခဲ့ပူပါသည်ဒုတစေဒီเจ้าသည် သူ့ဆရာကြီးဤအသက်ပင်ဖြစ်ကြောင်းသူနားလေကဆရာကြီးဆန္ဒရှိသည်၍ဆက်လက်သက်ဆိုင်နေပိုင်ခွင့်ပေးရပေအောင်မည်သို့တော်ဦးကောင်းနိုင်ကသဘင်နေဖြူဖွေးလာသည်နှင့်အမျှအတိအလိမ်မှလည်းရင့်ကျက်လာခဲ့သူဖြစ်ရှိသည်ဘယ်ဟုတ်မလဲဒေါ်မြဆင်ရဲ့ဦးသိန်းအုပ်လက်ထဲမှာဆရာတပည့်တွေကိုစိတ်ရှာနဲ့ချလွှဲထားခဲ့မှာပါသူကတာယာကုန်းရွာသားဆိုတော့ ဒီကပါတီကောင်စီကလူတွေဟာလေသူ့တငယ်ချင်းသူ့ဦးကြီးမိဘတွေပါပဲရုံကန်းဝါတို့ကလေးတယောက်လက်ကလေးပိုက်ခါရက်လာသည်ကျောင်းခေါ်ပရမတန်ကျောင်းခေါက်လိုက်ရတော့မလားဆရာမကလေးတီတောင်းဝန်တိတာလဲပါသည်ကျောင်းအုပ်အသင်ရောက်လာပြီးတည်င်းကြသည်နှင့်မြင်တွေ့ဆက်စုကျင်တာလဲပါကောင်းပါပင်မီအေးအေးအေးခေါက်လိုက်တော့ကွယ်မင်းတို့ရင်းနှီးကြိုထားသေးတလားထင်းသွားကောင်းနေကြပါလေဆရာမ မိုးဝင်းတို့ကရေသွားခတ်နေပါလေ။ကျောင်းသားထပ်သွားလျင်ဒေါ်ပွင့်ဝေကိုကြည့်ကဒေါ်များဆင့်ပြုံးသည်။ခလေးတွေကတော့ကြောင်းတက်ပြီးဆို စာတင်ကားထဲကထွက်ရဖို့အကွက်ဖန်နေတော့တာပဲ။ပွင့်သည်တိမ့်အုပ်ရှိတွင် အနေထိုင်ကျဉ်ကျက်နေအောင်မီ။ကြိုတင်မျှော်တွေးကအိုက်ဆက်နေခဲ့မိတော့လေ။ယခုလိုနှစ်ဖူးတွေ့ဒူးတွေ့ဆုံသီးမိကြတဲ့အခါမှာတော့သူ့စီကိုစီဘောင်ခတ်ထားတော့ကြောင့်တက်တောင့်တက်တာဖြစ်ရလေသည်။ ဆရာကြီးဦးကောင်းလိုင်သည်တိမ့်အုပ်နှင့်ကြေးရွာလူကြီးများနှင့်မိဘဆရာအသင်းတို့တွေ့ဆုံပေးနိုင်အောင်ဆက်ချင်းအစီအစဉ်ဆွဲသည်ဆရာမဒေါ်ငိမ့်ငိမ့်သည်ဒုတိယကျောင်းခေါ်တန်းကျောင်းခေါက်မှ ရောက်ရှိလာလေသည်ကျမကလာရတာဝေးတော့နောက်ကျပါတယ်ဆရာကြီးသူမရင်မှင်သေးသေးအပြောအဆုံးတွင်ဦးကောင်းလိုင်အာရပါရရေမောသည်အသားလက်လက်အယံမြင့်မြင့်ဆရာမမှာတာယာကုန်းရွာသားနှင့်အိမ်တော်ကြကား ဒီရွာမှာဆွဲမြဲနေပေသည်ဒီရွာသားဟုတ်ရင်ဟုတ်မဟုတ်ရင်တော့ဒီရွာသူရွာသားနဲ့အိမ်တော်ရသားချပေးမှမြဲမှာပဲလို့ငါကရဲစရာပြောရတယ်ကွာကျောင်းစရာတွေမမြဲဘူးလို့ရွာကအမြဲတစေညှင်းညူတာကိုဦးကောင်းလှိုင်ကရိုးသားစွာပြောတော့လေမလုံသည့်ပွင့်မှာရင်내ပစွန်စိတ်ခုံနေသည်ကျမတို့အတန်းပြန်ရတော့မလားဆရာကြီးနင်းနေမြင်ကညင်းဝဲမှုကိုမအောင်အင်းနိုင်တော့သည့်အစုံအကြောင်းပြချက် ်ကောင်းစွာခွင့်တောင်းသည် ခလေးတွေဖျားချေကိုရရွတ်တန်ကို တတိထားမိသောဦးကောင်းလှိုင်ကအတာတကြီးခွင့်ပြု၏တစ္ဆာဒိဋ္ဌံငါးချက်ရွတ်ဆိုပြီးသောအခါမှာခလေးတွေတယောက်တပေါက်စကားပြောတန်ဇူညံတန်တွေထွက်လာပြန်ပြီဆီယမတွေကဇပွဲကိုရိုက်ပြီးချင်းချောက်သောကျင်တန်တဖျန်းဖျန်းကိုလည်းဟိုမဒီမကြားနေရလေ၏အတန်းက၅တန်းဆရာက၅ရောက်တော့မှန်တယ်ဒါပေမဲ့ငါကအစည်းဝေးသွားလိုက် သူတို့ကတင်တန်းတက်လိုက် ခွင့်ယူလိုက်နဲ့အတန်းတစ်ခုကတော့ဆရာလွတ်နေတာကြီးပဲဒါကြောင့်ထယံတွေကို အရှင်လုတ်ပြီးအများအားဖြင့်ဖြုတ်ထားရတယ်ကွာပညာရေးမှုလာစစ်တဲ့အရှင်တို့စာမေးပွဲတို့ကြတော့မှပဲနာရန်ပြင်ထားရတာပေါ့เจ้าအုပ်နှစ်ယောက်ဒီเจ้าဝရဏနာကြီးစပွဲရှိပေါ်တွင်ထိုင်ကเจ้าမြင့်ပုံနှင့်ပုံစံများကိုဖြန့်ကြည့်နေကြသည်ရင်ွေးเจ้าအုပ်နှင့်ခွန်များလည်းအစဉ်သင်းဖြစ်နေလေပြီ တိန်အုပ်သည်ဆရာကြီးအတွက်ရင်းနှွေးအရင်ငှဲ့ပေးသည်ပြီးမှသူ့အတွက်ငှဲ့ယူ၏ပွင့်စာပြနေသောဒုတိယတန်းသည်ဦးကောင်းနိုင်နှင့်စကားပြောနေသောတိန်အုပ်ကိုကြတဲ့မှတဆင်တက်တဲ့ကြီးလှမ်းမြင်နေရသည်30မီလီမီတာ1စင်တီမီတာ30စင်တီမီတာ1ဒက်စီမီတာ100စင်တီမီတာ1မီတာ1000မီတာ1ကီလိုမီတာ ပွင့်ကပါစမလဲဆိုကျောင်းတင်မုံကြီးပေါ်တွင်ရေးပြရင်ဖြတ်ခနဲလှမ်းအကြည့်မှာတိမ့်အုပ်နှင့်အကြည့်ချင်းစုံလေသည်တိမ့်အုပ်သည်သူ့အလုပ်တွင်ဇာဝင်စားလျက်ထူးထူးခြားခြားလှုပ်ရှားပြောင်းလဲခြင်းမရှိ ပွင့်သည်သာခရောင်လျှောက်ချာအယောင်ယောင်အမားမားဖြစ်ရင်လက်ထဲမှမြေပြိုကဲကလေးတောက်ခနဲကြိုးကြည့်သွားလေသည် ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာမကြီးများနောင်းညို့ရေးတာတော့ရင်ခွင်ဥဒုပြန်ခဲ့သည်လို့အမိရတဲ့ဝိထုကို အပိုင်း၈အနေနဲ့စီစဉ်တဆက်ခြင်းကိုဒီမာရီခိတခဏရနာထားခွင့်ပြုပါခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့သူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ